ဝိုင်းရံပိတ်ဆို့ခံထားရတဲ့အတွက်လက်နက်ခေးရံနဲ့ရိတ်ခါတွေပြက်လက်နေတဲ့မကွေးတိုင်းငဖဲမြို့နဲ့ပဒန်းမြို့အပိုင်းအမ်ပဒန်းရိုးတောင်ကျော်လန်းပေါ်မှာရှိတဲ့နေရီကန်လေချောင်းရံပြူဟာစခန်းကိုလီယင်ကနေလေထီတွေနဲ့လက်နက်ခေးရံတွေရိတ်ခါထုတ်တွေရှာပေးနေရမှာအဲ့ဒီအထက်ကတချို့အထုတ်တွေကိုအာရခတက်တော် AA ကသိမ်းဆည်းရမိထားတယ်လို့သတင်းရရှိပါရယ် အင်းအားရနေရှိရှိတဲ့လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုအရခတက်တော်နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားတဲ့အတွက်ရဲခါနဲ့လက်နက် KN တွေပြတ်တောင်းနေပြီးအော်တိုဝါလာ7ရက်နေ့မနက်က18လေးရင်နဲ့လက်နက် KN နဲ့စားနေရိတ်ခါတွေကို လေထီးနဲ့ရှာပေးခဲ့တယ်လို့သိရပါဗျ။နိုင်ရကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာပင်မစခန်းရဲ့ကာကင်းစခန်းကြီးတွေဖြစ်ကြတဲ့ Fighter စခန်းကုန်၊ဂုတ်ကြီးစခန်းကုန်တွေကို AA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကဒီရပိုင်းအတွင်းမှာ အောင်မြင်စွာသိမ့်ပိုက်ထားနိုင်တယ်လို့အဲ့ဒီနယ်ရေကန်ဗျူဟာစခန်းကိုစစ်ကူလာတဲ့လမ်းဟောင်းလမ်းသစ်နှစ်ခုလုံးကိုအာရခတက်တော်နဲ့တော်လန်ရေပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်ပိတ်ဆို့ထားတာကြောင့်လက်နက်နဲ့စားနေရိတ်ခါတွေကိုမြေပြင်ကနေပို့ဆောင်လို့မရတော့ပဲဖြစ်နေကြရတာပါအခုလိုလက်နက်ခဲရနဲ့စားနေရိတ်ခါတွေပြတ်တောက်နေတဲ့အခြေအနေမျိုးမှာနယ်ရေကန်လေကြောင်းရန်ကောက်ကွေရေးဗျူဟာစခန်းအနီးပတ်ဝန်းကျင်မှာလဲတိုက်ပွဲတွေနေတိုင်းလို့လို့အပြင်းထန်ဖြစ်ပွားနေတယ်လို့ စစ်တပ်ဘက်ကအကြဆုံးတွင်နဲ့ထွက်ပြေးမှုတွင်လည်းအရန်ကိုများပြားနေတာကြောင့်နေရီကန်လေကြောင်းရန်ကောက်ွေရေးဗျူဟာစခန်းဟာညမကြာမီမှာအရခတက်တော်နဲ့ပူပေါင်းတက်ဖွဲ့တွေရဲ့လက်ထဲကိုကျရောက်သွားနိုင်တယ်လို့စေရေးလေးလာသုံးသက်သူတွေကပြောဆိုနေကြပါတယ်။